ဒီတစ်နှစ်တာပတ်လုံးအတွင်းမှာတပြေငါးညွန့်တစ်လက်ခရီးတစ်လက်ဖျားတင်ရမယ်ကိုနေမှာကိုတင်ရမယ်တနင်္လာနဲ့ဗုဒ္ဓနဲ့တွေ့တာဥမာငရှင်တို့လေကျမ်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအားလုံးသောခொနည်းသားသမီးရှေ့သားသမီးအားလုံးတို့သည်အစိုးညံတို့ကို ကာကွယ်ကြပါ ဝိုင်းဝန်းကာကွယ်ကြပါ MC ကိုချစ်ရှာပေးနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါမြန်မာသက်ကရေကောဇာသက်ကရေ1389ခုနှစ်ကိုရောက်လာပြီကောင်းရင်ဂျိုအနေထားအားလုံးထဲမှာအဒီပါပါဂျိုလို့ခေါ်တဲ့စနေအဒီသောမဂျိုလို့ခေါ်တဲ့ဂျာဇပတိနေလတို့ရဲ့အနေထားကဒီတစ်နှစ်လုံးအတွင်းမှာကစောင်းကနေလေးတွေဖြစ်နေတယ် အာပြုမှုတဲ့အဖြစ်မှုပဲကပို့ပြီးတော့အာသာနေတယ်အတိပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းယာဒီမှာတစ်နှစ်လုံးကြည်တယ်ဒီနေရာမှာသူ့ရဲ့အစွမ်းကအနေငယ်ရော့မရောဖြစ်လာတယ်ဇူလိုင်၁၄ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့ဒါပေမဲ့သူက၄လနဲ့၁၄ရက်နောက်ပြန်သွားနေရမှာ နိုဘာ28ကနေအတဲ့ပြန်သွားတဲ့အချိန်မှာသူအာဘလာဆွမ်းကပြန်ပြီးတော့ပြင်းထန်လာတော့လူရေးကံရေးလေးတွေမှာလောကကံရတာလေးတွေမှာလူတိုင်းအတွက်အနှောက်အယှက်လေးတွေများတတ်တာပေါ့လေအတီသောမှာကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ကြာသာပတိဂျိုကလည်းအခုချိန်မှာပြိဿာရာသီထဲမှာတီနေရမှ မေလ15ရက်နေ့ကြာရဲ့ မေတော်ရာဒီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာဒီရောက်တဲ့ကိုရောက်သွားပြီးတော့သူ့စွမ်းအောင်သူအပြည့်မပြနိုင်တော့သူ့ရဲ့စွမ်းအားရုတ်ကြသွားတယ်အားကျော့သွားတယ်နေရာကိုသူကရောက်သွားတာအဲ့ဒီလိုနဲ့သူကအားရုတ်လျော့စွာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှကရကရာဒီကို အောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားမှာအဲ့ဒီရောက်တဲ့အချိန်မှာသူ့ရဲ့အားအင်မတန်မြင့်သွားတယ်အောက်စွမ်းသတ္တိရဲ့အားပလအင်မတန်ကောင်းလာပြီးတော့လူတွေကို ကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှတဖန်နိုဝင်ဘာလ7ရက်ကိုရောက်တော့အဲ့ဒီကြာသာပတိကျော်တယ်နောက်ပြန်သွားပြီးတော့အာဗလာတွေကလုံးယော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာအင်အားစွမ်းသက်တည်နေနေတော့လူတွေရဲ့စွမ်းသက်တည်ကောင်းခြင်းတွေကိုပေးတဲ့တောမဂျိုတွေရဲ့စွမ်းသက်တည်ကလည်းရုပ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာ ကဘာမြေကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့တနင်းကနွေဂျိုနဲ့တနင်းလာဂျိုနေလနှစ်ပါးဟာဒီလာမဲ့တော်သလင်းလာပြည့်ကျော်တရနေ့မှာသကောင်ရန်ချိန်မှာလာကြမှာလာပြည့်ကျော်နှစ်ရက်နေ့ထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှယ်နေ့အခုညသကောင်ရန်မှာဒါလာကြမှာပြီးရင်နေကြအောင်ပါ နေရကြက်တာကတော်သလင်းလာွယ်နေတကောင်ရဲ့လာွယ်ရဲ့သကောင်ရောက်ကနေမနေပိုင်းလေးလို့မှနေရကြက်မှာမမြင်ရတဲ့နေမင်းကြီးတရားနေမမြင်နေမင်းကြီးမှောင်ကြသွားမှာနောက်တနေ့အထိကုဝင်ပြီးမှ နေချက်ချင်းကပြီးမှာရာဖြင့် September 27နဲ့22အကူတယ်ဒီအချိန်နေသားလုံးကို သိရှိထားရဲ့နေသားတွေနေခိုင်းလာခိုင်း နေကိုင်းသမားတွေဆိုတာကတနေ့ငွေအင်္ဂါစနေယာဟုမှာမွေးတဲ့ပါပအုပ်စုနေရနေဥဆောင်တဲ့အတွက်နေကိုင်းသမားတွေလာကိုင်းသမားတွေလို့ခေါ်တဲ့တနေ့လာ ပုတ်တဟူကြာသာပတိသောကြာသောမဥဆောင်တယ်သောမကျိုတွေလာကိုင်းသမားတွေအားလုံးတို့အတွက်ကံကြမ္မာကဟောကိန်းထုတ်တာတဲ့ ရတရားပေးတာပို့ပြီးတော့တင့်တင့်လျောက်ပတ်မယ်လို့အောက်မိပါတယ်။အဲ့အတွက်1389ခုနှစ်အတွက်နေခိုင်းလာခိုင်းမှာတည်ရှိနေသောသူအားလုံးတို့အတွက်ရတရားကိုတင်ပြပါတယ်။အဓိကတနင်္ဂနွေတနင်္လာအင်္ဂါဘုတ်ထူးယာဟုဂျာတာပရိသောက်ဂျာစနေအားလုံးသောသူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာ တပြေငါညွန့်ဖះတည်ရမယ်ကိုနေမှာကိုတည်ရမယ်တင်းငွေတွေမွေးစုတင်းတွေနေမှာတင်းတင်းလာမွေးစုတင်းလာနေမှာတင်းကိုနေမှာကိုမနဲ့မှာတည်ရမယ်မနဲ့6နိုင်ရနေ7နိုင်တွဲမှာတင်းရမယ်တင်းတဲ့အခါမှာအာလုံးသောဒူတို့စီဖန်ခွက်ထဲမှာ ရေဖြည့်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံများတစ်ချက်ပေါ်မှာတင်ပြီးတော့ဖះကတ်လူရမယ် ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖျားတည်တယ်မတည်ရလဲဇပွဲတစ်ခုပေါ်မှာအမြင့်တဲ့နေရာမှာတင်ထားရမယ်လေးညသိထားပြီးရင်စွန့်နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်ပြီးတော့လေးညသိထားပြီးရင်ကိုနေ့ကနေစပြီးလေးညတညနှစ်ညသုံးညလေးညထားပြီးရင်ကြံတဲ့နေ့တွေမှာကြတော့ခရင်ညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွက်ထဲမှာထည့်ထည့်ပြီးတော့မှကြံတဲ့ရက်တွေကိုအားဖြည့်ရမယ်ခရင် ကခကကငါနဲ့ရပ်ပလေရောက်လာဝတွဲထတာတနင်းလာနဲ့ဗုဒ္ဓူးနဲ့တွဲတာအမငရှင်တို့လေချမ်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့တပြေငါးညွန့်တလက်ခရေတလက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့အာလုံးသောခொညက်သားသမီးရှေ့သားသမီးအာလုံးတို့သည်ဒီတနှစ်တာကာလအတွင်းအစိုးညံတို့ကို ကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းသတ္တိဟာထူးခြားတဲ့စွမ်းသတ္တိတစ်ခုဖြစ် ဖွဲ့စည်းလာပြီးတော့မကောင်းသော အရာတို့ကိုကြိုတင်စီမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညံ့တို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းသတ္တိတွေပေါ်ထွန်းလာပါလိမ့်မယ်နေသားသီးသီးတို့အတွက်အထူးပြုရတရားကတော့တနေ့ကနေနေ့မွေးသူတွေအတွက်က တနေ့ကနေနေ့တည့်ရက်မှာမနေ့ 6နိုင်နဲ့9နိုင်ခွဲအတွက်မှာအုံးစည်း6တလုံးပေါ်မှာထုံး6ချက်တုတ်အဲ့ဒီပေါ်မှာမှဖျောင်းတိုင်အနီရောင်တင်ထွန်းဖျောင်းတိုင်တွန်းနေတိုင်းဆက်တိုက်3ရက်ထွန်းပြီးရင်အဲ့ဒီအုံးစည်းကိုအမှန်တကယ်စားသုံးသူကိုလှူလိုက်ပါ၎င်းပြင် ကောင်းချင်းကံကြမ္မာများရစေဖို့အတွက်သံလိုက်တုံးတုံးကိုရွှေရောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါ အနေကင်းခြင်းလက်ရှင်ခြင်းရပါမယ်တင်းနှင်းလာနေမွေးသူတွေအတွက်ကတော့မိမိအရက်နဲ့အလျားညီတဲ့ကြံချောင်းတစ်ချောင်းကို အနီအောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပြောင်မှာသွားထားရမယ်တင်းနှင်းလာနေမှာထားရမယ်မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာ သွားထားရမယ်ပြီးတော့ရွှေရောင်တွယ်ချိတ်တစ်ခုနဲ့ငွေရောင်တွယ်ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွယ်ပြီးတော့ကိုလုံးလွတ်တဲ့ဇပွဲမှာထားထားပြီးအနီအကင်းခြင်းနဲ့ လက်ပွင့်ခြင်းတို့ကိုရရှိစေလိမ့်မယ်။အင်္ကာနှင့်မွေးသူတွေအတွက်ကတော့ဖျားဇေဒီတွေမှာသွားပြီးညောင်းထောက်ခြင်းကုသိုလ်ကောင်းမှုကိုပြုပါ။ပြီးတော့ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်ကို အနောက်မြောက်ဓာတ်အမြင့်တနေရာမှာလေတက်ရဲ့လှုပ်ခတ်အစံမြည်တဲ့ wind chime သို့မဟုတ်ဆဲလဲလေးတွေချိန်ဆွဲထားလိုက်ပါ။အနီးကင်းဘေးရှင်းပြီးလက်ပွင့်ခြင်းကိုချုံးမယ်ဗုဒ္ဓဟူးနဲ့မွေးသူတွေအတွက်ကတော့ ဝါပင်ဝါမင်းရာဇာဆိုတဲ့ပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနေချင်းရှားစွာရရှိဇေယံအလို့ငါပိုက်ဆံအကြွေစိတ်နှစ်စိတ်ကို အလဲမှာကော်ထက်ကပ်ပြီးတော့အလုံးလုံးတဲ့နေရာကိုဝင်းကျင်မှာထားရှိလိုက်ပါ အန်ရကင်းချင်းဘေးရှင်းချင်းနဲ့ လပ်ဝင်ခြင်းကိုရစေလိမ့်မယ်။ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုတံပုံးထဲမှာသဲဖြည့်ပြီးတော့စိုက်ပြိုးပြီးတော့မြောက်ရက်မှာထားရေလောင်းပေးပါရက်ခတ်ပေးပါ။အာနီယကင်းပေးရှိမယ်။လပ်ဝင်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာ မကြာခဏသွားရောက်ပြီးတော့ရွှေသင်္ကန်းကတ်လှခြင်းပြုပေးပါ။ဂျာသပဒိနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာ ပိန်ပန်းပင် interium လို့ခေါ်တယ်ပိန်ပန်းပင်စိုက်ပြိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါဖြစ်เสียရှိရင်အပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အနိမ့်ကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရအတွက်မိမိရဲ့ပုံဒူပကြီးကားကိုရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါ အညာဆိုကင်းယုံသမကလက်ပွင့်ကံပွင့်ချင်းနေရှိလိမ့်မယ်။သောက်ကြာနေ့မွေးသူတွေအတွက်ကတော့ကောင်းချင်းကံကြမ္မာနဲ့အရာရာအစဉ်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကိုမိမိညာလေညုံးနဲ့တထွာဖြက်အခောက်ခွာပြီးတော့ရွှေချပြီးကို့နဘေးစောင်းထားပေးရမယ်။ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလက်မှဇံကြောင်းတစ်ချောင်းကို ရွှေရောင်သုတ်ပြီးတော့ကိုယ်အလုတ်လုပ်နေရမှာထားလိုက်ပါလက်ပွင့်သွားလိမ့်မယ်စနေနေ့မွေးသူတွေအတွက်အညာဆိုးကင်းပြီးကောင်းချင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနပင် စနေနံပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါဖြစ်เสียရှိရင်ပင်မှာဖြစ်မယ်ကောင်းချင်းကံတွေကိုလည်းသူကသဲဆောင်ပေးမယ်ပုံမကံကောင်းစေရန်အင်းကြီးကျဲသေးစိခုနှစ်စိကို plastic အကလေး နှိမ့်စိအိတ်ကလေးပေါ့နော်ဒီလိုအိတ်ပိတ်လို့ရတဲ့အိတ်လေးတွေမှာထည့်ပြီးတော့အဲ့ဒီခုနှစ်စိတ်သောကျဲသေးစိတ်ပါတဲ့အိတ်ကလေးကိုပိုက်ဆံသိမ်းတဲ့နေရာသို့မဟုတ်ပိုက်ဆံရတဲ့ထဲဆောင်လက်ပွင့်ပြန်ကောင်းခြင်းများရရှိပါလိမ့်မယ်1380ခုကိုကောင်းစွာအစဉ်ပြေစွာကျော်ဖြတ်နိုင်ကြပါစေကျေးဇူးတင်ပါတယ်